စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ရခိုင်ပြည်စစ်တွေနဲ့ကြောက်ဖြူမျိုးတွေကမြို့ပေါ်ရက်ွက်တွေနဲ့ကျွေးရော်အုပ်စု90တခုမှရေကောက်ပွဲမလုပ်နိုင်ဘူးလို့ဒီနေ့ဒီဇင်ဘာ6ရက်မှာစစ်ကောင်စီရဲ့ရေကောက်ပွဲကော်မရှင်ကမြမလင်းတည်င်းစာကနေညင်ညာလိုက်ပါရယ်ရေကောက်ပွဲကျင်းပဖို့အခြေအနေမရှိတဲ့အတွက်မကျင်းပနိုင်တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်ကြောက်ဖြူမျိုးတွေကမြို့ပေါ်ရက်ွက်တွေပါဝင်ကျွေးရော်အုပ်စု53ခုနဲ့စစ်တွေမျိုးတွေကကျွေးရော်အုပ်စု18ခုကို ရစ်တော့ပွဲမကျင်းပနိုင်တဲ့အထက်ထစ်သွင်းထားတာပါအဲ့ဒီထဲမှာကြောက်ဖြူမြို့နေကတေးတန်းကျွော်အုပ်စုတေးရှောင်းကျွော်အုပ်စုမင်းပြင်းကျွော်အုပ်စုလက်ခမော်ကျွော်အုပ်စုတွေပါဝင်မြို့ပေါ်ရက်ွက်တွေနဲ့ကျွော်အုပ်စုပေါင်း53ခုစွတ်တွေမြို့နေကတင်းပုံးတန်းကျွော်အုပ်စုရှောင်းနေကျွော်အုပ်စုကင်းကော်ကျန်းကျွော်အုပ်စုတွေပါဝင်ကျွော်အုပ်စုပေါင်း78ခုပါဝင်ပါတယ်။ဒါပြင် စစ်ကောင်စီထုတ်ပြန်ချက်မှာရခိုင်ပြည်နယ်ပါဝင်ကရှင်ကယား ကရင်ရှင်ရှမ်းမွဲနဲ့စကိုင်းပေကူးမကွေးမန္တလေး EOD တနင်္သာရီစတဲ့တိုင်းနယ်ပြည်နယ်စစ်တုံးကရေကောက်ပွဲမကျင်းပနိုင်တဲ့နေမြေစည်ရဲတွေလည်းပါဝင်ပါတယ်။